ဟာသမီးသမီးနေဦးဒီသမီးသမီးဒီသမီးအဲ့အဲ့နော်နည်းနည်းဆုပ်ဘယ်သူမှမကြည့်နိုင်လို့မလို့နော်ဒီသမီးလေးပေးတာဟုတ်သူကအရေးသမီးသမီးကနောက်နောက်ကမဟုတ်လို့နော်မဟုတ်မဟုတ်အမပဲမိင်္ဂလာပါဖို့အေးဟုတ်ပြီသမီးပြောချင်တာကတော့သမီးကတိတ်ခဲ့6တန်းနှစ်လောက်ထဲအစားပြီးတော့သမီးစိတ်မှဖြစ်တာပေါ့တော့ဟုတ်ဟုတ်ဟုတ်သမီးကတခုခုပေါ့အရာတခုခုလုပ်မယ်ဆိုရင် ဆိုရင်လည်းရမ်းကြည့်ပါတယ်ခေါ့ဟုတ်ဟုတ်ရတယ်သမီးရအရာဘယ်ဆောင်မဲဖြစ်ရတာမှာဆောင်မဲကိုအောင်မယ်ဆိုတော့သိဒါမဲ့သမီးကမလုံနိုင်ပါဘူးသမီးမဖြစ်ပါဘူးဆိုပြီးတော့အစိုးရလည်းရမ်းကြည့်ရအဲ့ဖိုးရဲ့ဘယ်ရဲ့တိတ်ငယ်မှုရဲ့ပေါ့နော်တခုတငယ်ချင်းတွေနဲ့ဆက်ဆံတဲ့အခါ အဲ့လိုတင်ရမှုတွေပေါ့နော်အဲ့ဖိုးရင်တင်ရတင်ရမှုသမီးဖြေပြောက်ချင်ပါရဲ့ဘုံဘုံကျေးဇူးပဲသမီးထိုင်တာရုသမီးတို့ကိုအခုလိုမျက်နှာစုံကြီးတားရီရောသမီးတွေရောတွေးပြီးတော့ပြောစရာတွေစကားအများကြီးရှိတယ်နောက်တစ်ခုကသမီးတွေကြီးပဲတတ်တတ်ပြောစရာစကားတွေလည်းအများကြီးရှိတယ် တားဒီပဲတတ်တတ်လဲပြောစရာစကားတွေရှိတယ်။ဘာဖြစ်လို့တုံးဆိုရင်ဖုံဖုံကဟိုဒဲဆိုတာလေးထည့်ပြောမယ်တဆင်ချာတစီသိမသေးကြတဲ့ဟာမျိုးပေါ့။လွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကပကံရွှေမြို့တော်ကြီးမှာဖုံဖုံကမင်းသမီးအပြိုကြီးဖြစ်ခဲ့တဲ့ တာရီပဲတတ်တတ်ပြောခြင်းပါတယ်။သမီးတွေကြီးပဲတတ်တတ်ပြောခြင်းပါတယ်။တာရီသမီးတွေခုမျက်နှာချင်းဆိုင်တွေ့ပြီးပြောခြင်းပါတယ်။အခုဒီသမီး ပြောတဲ့စကားနဲ့ပြောရင်ဘာလို့စိုးရိမ်စိတ်ဖြစ်နေရတာတော့။သူ့အမေဝမ်းကြသူ့အမေဝမ်းကြတိုက်ထဲမှာနေတုန်းက အမေကအဖေရိုက်လို့တော့က ရောက်နေရတဲ့အချိန်အမေတော့ကနဲ့အမေစိုးရင်စိတ်တည်းတအားများတဲ့အချိန် အဖေပြန်မလာဘူးအဖေဘာလုပ်နေလဲဟုတ်ကဲ့လားမဟုတ်ဘူးလားလို့အဲ့ဒီအမေစီယာစိုးရိမ်စိတ်တွေကဝမ်းကြတိုက်ထဲမှာရှိတဲ့သမီးစီရောက်သွားအဲ့ဒါလိုပဲတားရည်လည်းရှိတာကိုမိမကိုစိုးရိမ်အောင်လုပ်တာဘာဖြစ်တလဲလို့မပြောလို့တော့လည်းပဲကိုရဲ့ generation ကအဲ့ဒီစိုးရိမ်တဲ့စိတ်ကြီးအကုန်ပါသွားတယ်100%ပဲ 100% percent အကုန်ပါတယ်အဖေဆိုတာလွယ်တဲ့ຢာဓုမဟုတ်ဘူးအမေဆိုတာလွယ်တဲ့ຢာဓုမဟုတ်ဘူးလွယ်တယ်ဆိုတာလွယ်လွယ်ရတဲ့ຢာဓုပြောတာမဟုတ်ဘူးဒီ household ရဲ့တာဝန်ပေါ့လေ house leader ရဲ့တာဝန်ဟာဘယ်လောက်တာဝန်ကြီးတဲ့အောင်မေလဲကိုသားကိုသမီးရဲ့စိတ်ဓာတ်တွေဟာကိုယ့်စီရာစိတ်ဓာတ် အထူးအဖြစ်သူတို့ဝမ်းကြတိုက်ထဲမှာနေတဲ့အချိန်တုန်းကအမေဘာဖြစ်နေသလဲအဖေဘာဖြစ်နေသလဲအဲ့ဒီဖြစ်တဲ့ပုံမှာမူတည်တာဓာတိသမီးအပြစ်မဟုတ်ဘူးဘုံမုံကဒါတော့မပြောတယ်သာရိသမီးတွေကိုကြည့်လိုက်ရင်ဘယ်သူမှအပြစ်မရှိဘူးသိုးတဲ့လူတယောက်မှမတွေ့ဘူးမျက်စိမိတ်တာသိုးတဲ့သူတယောက်မှမတွေ့ဘူးမကောင်းတဲ့သူတယောက်မှမတွေ့ဘူး ဖြစ်လို့တော့ခုဒီသမီးဖြစ်တာသမီးအဖြစ်မှမဟုတ်ပဲအမေအဖြစ်အဖေအဖြစ်ဟာအမေအဖြစ်တော့ဘယ်ရှိမှာတော့အဖေကသာအဲ့လိုအလိုလုံလို့ဆိုတော့အမေအဖြစ်ပေါ့ဘာလို့ဒီကောင်ကြိုက်တော့အခုကြာကြီးတယ်ကိုင်းတမီးအဲ့ဒါအဲ့တော့အဲ့ဒါလေးကိုနားလဲပြီးရင်ဘာလို့လို့တော့ကစိုးရင်တက်တဲ့စိတ်ရှိရင်တောက်ရည်လေးတောက်လိုက်ရည်လေးတောက်တာကစပြီးမစိုးရင်ကစိတ်လေးစမွေး ထမင်းစားတာစားပြီးမစိုးရင်လည်းစားမွေးဘယ်ကတော့ရလမ်းရကောင်းမလားညာကလမ်းရကောင်းမလားအဲ့ဒါတော့မတွေးနဲ့လမ်းလျှောက်တာလေးကစားပြီးအဲ့ဒီစိုးရင်စိတ်ကလေးဖြောက်เนาะအဲ့လိုလေးပဲလှုပ်စေခြင်းနဲ့နော်အေးဟုတ်ပြီတော်ပြီဟုတ်ပါ